ောနော်သူတကြီးရွယ်တွေကလေးတွေသူတို့ကိုပင်ဆောင်မိခင်တွေဟိုဒါကဲထုတ်ပေးပါတဲ့ကဲထုတ်ပေးပါတဲ့အဲ့ဒီအကျံဖက်တွေနဲ့တူတွေကိုတွေချမှာပါတဲ့တူတွေကိုတွေတိုက်ပါမယ်တဲ့နော်အဲ့တော့ဒါလောက်ခံယူချက်ကောင်းပြီဆိုကြရဲအဲ့မှာရှိတဲ့စေသားတွေရဲတွေရတဲ့စိတ်ဓာတ်ကတကယ်ပြင်းထန်တဲ့လူတွေပါဘာလို့ ਆ လဲဆိုရင်ပံ့ပိုးမှုထောက်ပံ့မှုတွေပဲလိုအပ်တာပါနော်ပံ့ပိုးမှုထောက်ပံ့မှုတွေပဲလိုအပ်တာပါသောသောကငကပတ်တောင်နေဘာတောင်နေမှာကသူတို့ခြေကုပ်ပြီးမှနေရာယူထားတယ်။အဲဒီနေရာတွေကိုဘာလုပ်ရမှာလဲ ဘာလို့ရမှာလဲဒါပဲပေါ့အကြည့်ရတော့เนาะဘာလို့ရမှာလဲပေါ့เนาะအဲ့တော့ဦးစင်းတော့ကလည်းအရှိကိုအရှိအတိုင်းပဲပြောတာပါဗျာဗဒစိတ်ပဲတခါလေကြတော့လူကြီးတွေကဒီလိုအမှန်တရားတွေပြောရင်မကြိုက်ဘူးဗျအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပလဲတိုက်ပွဲမှာစစ်တပ်ဘက်ကနေပြီးအီရန်ကဲ့သို့ခလုံးနေလက်နက်တွေထုတ်သုံးစီခြင်းကြောင်းပောက်ကိုတော်ပြောပြလာသည်မို့အဆုံးထိနာဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာမင်္ဂလာပါဗျဒီနေ့က28ရက်6လပိုင်း2025ဖြစ်ပါတယ်ဗျာ ဒီနေ့ဦးစင်းဘာပြောချင်တာလဲဆိုပြီးစခိုင်းတိုင်းဇီဘုံကိုဇီဘုံရွာရဲ့အကြောင်းလေးကိုပြောချင်ပါတယ်ဗျာနော်ဇီဘုံတရားကအရှင်ဖရာရဲ့တပည့်တော်ပလဲကဘကဘသူဘသူပေါ့နော်ပလဲမျိုးနယ်ကဇီဘုံရွာအကြောင်းလေးပြောချင်လို့ပါဗျာတဲ့ဖုံးခေါ်လို့လည်းမရဘူးစာမှုလိုက်လို့အစင်ပြေလားဖရာတဲ့အဲ့တော့ဇီဘုံရွာကိုတဲ့ PLA အဖွဲ့ကကောင်တွေက18ရက်နီးပါ18ရက်နီးပါနေတိုင်းကိုတော်ဘုံဒုံမီ ူမီပေါ့ချနေရဖရားတဲ့မီးလောင်ပုံးတွေပေါ့နော်ပါလို့ရွာရဲ့တုံးချိုးတချိုးပဲကြံပါတော့တယ်ဖရားတဲ့ဒီနေ့ဆိုရင်ဆေးဖြန်းပုံးတွေပါချလို့ရွာတဲကတက်ကြီးရွယ်တွေကိုဝင်သောမျိုးသမီးတွေမူပြီးအန်ကြပါတယ်ဖရားတဲ့လုံးမီတေးကလည်းအစီအုပ်တရာလောက်ရှိတာကိုတဲ့တရာလောက်ရှိတာကိုပေါ့နော် အာဒီအုတ်တောင်လောက်ရှိတာကိုတောင်းတဲ့ဖောက်ဝင်ပါတယ်ဖရားတဲ့မြေကြီးပေါ်ကြရင်တဲ့တပေကျော်လောက်ကိုနေပြီး120ဘုံဒီအမျိုးသားတွေနဲ့ပါချတာပါဖရားတဲ့အဲ့ဒီချိန်ရွာပတ်လည်းမလဲတဲ့ပြစ်ချင်းတွေတုတ်ခုနေပြစ်ချင်းတုတ်ချင်းတွေတူပြီးချင်းကပ်နေကြတာပါဖရားတဲ့တောက်ရှိနေတဲ့စစ်ကြောင်းကလည်းအဲ့ဒီဖက်ကမတိုးနိုင်ဘူးဖရားတဲ့ရန်သူအင်အားကပလဲပဓာတ်တွေမပါတော့မှ9000ကျော်မှရှိနေပါတယ်နောက်ထပ်စစ်ကူထပ်ဖို့နိုင်ထပ်ဖို့နိုင်ရင်ပေးနိုင် မပေးနိုင်ရင်ပေါ့နော် အမတီရွာဇီဘူးကုံရွာအနောက်ဘက်မှာနဂမတောင်ရောဆိုတာရှိပါတယ်ဗျာတဲ့အဲ့ဒီတောင်ခြေတွေမှာပေါ့အဓိကအခိုင်အမာနေရာယူပြီးနေထိုင်ရတယ်ပေါ့နော်ရန်သူတွေကဒကြောလုံးကိုပေါ့နော်ဒကြောလုံးကိုပေါ့ဗျာဘလို့ဘလို့ပေါ့နော်မြေမြေမှာမရှိရှိကြနဲ့ရင်ဆိုင်လုံးနေရတာကိုအထက်ကအပြစ်ပြောဘယ်လုံးနေကြတယ်ဗျာတဲ့တကယ်တော့လက်နဲ့တွေကတပည့်တော်တို့အရင်တုန်းကတိုက်စစ်ဖွင့်ခဲ့တုန်းကထက်နော်သာပါလားအဲ့တော့ကာတော့စခန်းလေအဲ့လိုဖြစ်တဲ့ခါဗျာတဲ့မြေမြေမှာတတ်ရောရဲရောက စိတ်တက်ခံယူချက်တွေကကောင်းကြပါတယ်ဖရားတဲ့မတက်တာလို့တာစုပ်ပေးလိုက်ရတာပါဖရားတဲ့အဲ့ဒီနေရာတွေလည်းစုပ်ပြတ်နေပါပြီတဲ့အထက်ကပြန်ရဖို့ပဲတွင်းအားပေးခိုင်းနေစစ်တဲ့တွေကိုတော်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 လေးထိခိုက်တယ်ပေါ့ဗျာရန်သူကိုအရန်ထင်သေးကြတယ်ပေါ့နော်ဒီအထက်ကလူကြီးတွေရပေါ့နော်အပေါ်ကနေပဲခိုင်းကြတယ်ရန်သူအရန်ထင်သေးကြတယ်ပေါ့ဒီဒီရပိုင်းတပည့်တော်စီကိုနေပြီးစေချောင်းထိုးပြီးရှင်းနိုင်မှလားအစဉ်ပြေလိုက်ပဲဖရားတဲ့အဓိကတော့နောက်ထပ်စစ်ကူလဲပလဲမျိုးကနေစေချောင်းထိုးလှုပ်ရှားစေခြင်းတယ်ပေါ့နော်ဒါကတော့ ့ဦးစင်းကတော့ပြောလိုက်ပါတယ်မနေ့တေချာပြောပေးပါမယ်တကားတော့တိုင်းမှုစီလည်းဦးစင်းပို့ထားပါတယ်လို့ပြန်ရေးလိုက်တယ်တပည့်တော်လည်းတရင်ပို့တရင်ပို့ထားပါတယ်ဖရားတဲ့ဇီဝကုံရွာသားတွေကတပည့်တော်ကိုဖုတ်ဆက်ပြီးကလေးတွေကိုဝင်ကိုဝင်ဆောင်တဲ့အမျိုးသမီးတွေတကြီးပြေဦးတွေကိုဒါကဲထုတ်ပေးပါတဲ့ပြည်သူစီတွေကတူတီကိုတီချပါမယ်တဲ့ပြောချင်တာကဇီဝကုံရွာကနေတင်တဲ့ဒါတော့မိလောင်ပုံတွေချတယ်ဒီဆေးဖြန်းနဲ့ငူးကြိုက်ပြီးမှဒီလက် ဓာတုဓာတုဗေဒဆေးတွေပေါ့အပေါ်မှာနေဖြန်ချတယ်ပေါ့နော်ဒါဒီ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  PDF ဗရက်တွေအကျမ်းဖက်တွေ DDR ဟိုဟာတွေအတူတူအကျမ်းဖက်တွေပေါ့ဗျာအကျမ်းဖက်တွေချတယ်ချတယ်အဲ့မှာတကြီးရွယ်ဦးတွေတကြီးတဲ့ကိုဝင်ဆောင်မိကယ်တွေကပြုတ်အံပြီးမှနေရတယ်တဲ့အဲ့တော့ဇီဝကုံရွာကပြည်သူစစ်တွေရွာလူရွာသားတွေတချို့ကတော့တိုင်းမျိုးကိုငြိမ်းချမ်းစေခြင်းနဲ့ပြည်သူတွေကဘာပြောလဲဆိုရှင်ပြရတယ်ဟိုနော်သူတကြီးရွယ်ဦးတွေကလေးတွေသူတို့ကိုဝင်ဆောင်မိခဲ့တွေကကဲထုတ်ပေးပါတဲ့ကဲထုတ်ပေးပါတဲ့ အဲ့ဒီအကျန်းဖက်တွေနဲ့တူဒီကိုတွေချမှာပါတဲ့တူဒီကိုတွေတိုက်ပါမယ်တဲ့နော်အဲ့တော့ဒါတော့ခံယူချက်ကောင်းပြီဆိုကြရဲအဲ့မှာရှိတဲ့စစ်သားတွေရဲတွေရတဲ့စိတ်ဓာတ်ကတကယ်ပြင်းထန်တဲ့လူတွေပါဘာလို့ວ່າလဲဆိုရင်ပံ့ပိုးမှုထောက်ပံ့မှုတွေပဲလိုအပ်တာပါနော်ပံ့ပိုးမှုထောက်ပံ့မှုတွေပဲလိုအပ်တာပါသို့သော်ကငကပတ်တောင်နေဘာတောင်နေမှာကလူတို့ခြေကုပ်ပြီးမှနေရယူထားတယ်အဲ့ဒီနေရာတွေကိုဘာလုပ်ရမှာလဲဘာလုပ်ရမှာလဲဒါပဲပေါ့အကြည့်ရတော့နော်ဘာလုပ်ရမှာလဲပေါ့နော် အဲ့ဥစဉ်တော့ကလည်းအရှိကိုအရှိအတိုင်းပဲပြောတာပါဗျာတသက်စိတ်ပဲတခါလေကျတော့လူကြီးတွေကဒီလိုအမှန်တရားတွေပြောရင်မကြိုက်ဘူးဗျမကြိုက်ဘူးမကြိုက်ဘူး။ဟောအထက်ကလူကြီးတွေတိကျမှာလူတို့တွေကသေလောက်အောင်ကြောက်တယ်ဗျ။နော်ဥစဉ်တော့ကလည်းခင်ဗျားတို့ကဒီတဲ့င်းနေမတူလားတိရတိတိကြီးနဲ့ခင်ဗျားတို့ကလည်းနေနေကြတာမတူလားဆိုတိကြတာပဲ။ဒီနေရာမှာဘလူတွေဘသူဘာရှိရဆိုတော့ခင်ဗျားတို့လည်းတိတယ်။အဲ့တော့ဥစဉ်တော့ကပြောလိုက်လို့ရှိရင်လည်းခင်ဗျားတို့ကကျွတ်တူကိုအပြစ်ပြောဦးမယ်။ကျွတ်တူကမပြောပြရင်လည်းအောက်ကအောက်ခြေတွေကမတူဘူး။နော်။အောက်ခြေတွေကမတူဘူး။ အဲ့တော့ဦးစင်းတို့ကအထက်ကနတ်သက်ကတာဝန်ရှိ ပုဂ္ဂိုလ်လူကြီးကြီးတိအောင်ပြောရမှာမပြောရင်လည်းခင်ဗျားတို့ကအဆင်အဆင်လိမ့်နေကြတာအဲ့လိုအဆင်အဆင်လိမ့်နေလို့အဆင်အဆင်ညာနေလို့စစ်တိုက်တိုင်းလဲနော်စစ်တိုက်တိုင်းလဲအောက်ကလူကြီးခံနေရတာအဲ့တော့အဆင်အဆင်လိမ့်လို့မရအောင်အဆင်အဆင်ညာလို့မရအောင်ရှေ့လျှောက်ပြီးမှဦးစင်းတို့စစ်မြေပြေပို့တဲ့ပြည်သူတွေရဲ့နော် တက်မလို့ရာရှိတွေရဲ့အတန်တွေရဲတွေရဲ့အတန်တွေပြည်သူတွေရဲ့အတန်တွေကိုရှေ့လျှောက်ပြီးမှလည်းပြောသွားမှာနော်ပုံကတော့ခံမလာခံရောကြာမလာကြာရောဆိုတဲ့အတွင်းတွေပဲဦးစင်းတော့ပြောရမှာဗျအားလုံးတော်ပါပြီဗျနောက်ချုံမျိုးတို့စစ်တပ်ကအင်အားလုံးရင်းဖြင့်ထိုးစစ်ဆင်ရာတွင်စစ်မှုထမ်းတပ်သားတင်များကိုမူရစ်စေးကြွေးကအသေးခံတိုက်ခိုင်းပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကိုတိမ့်ပိုက်နိုင်ရဲ့အတွက်စစ်တပ်ကစစ်မှုထမ်းတပ်သားတင်များကိုမူရစ်စေးကြွေက အသေးခံတိုက်ခိုင်းနေပြီးစစ်တပ်ထဲမှထွက်ပြေးနေသည့်စစ်သားများကိုလည်းကဲထုတ်ပေးနေရကြောင်းဒနုပြည်သူလူမျိုးရေးတပ်တော် DPAA တပ်ဖွဲ့မှသတင်းပြန်ကြားရေးတာဝန်ရှိသူတအူးကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောကြားသည့် နောင်ချုံမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ရေးအတွက်စစ်ကောင်စီတပ်ကစစ်မှုထမ်းတပ်သားတင်များပြင်ဦးလွင်စစ်တင်တန်းကြောင်းမှကျောင်းဆင်းစစ်သားများကိုအုံပြု၍ပြင်ဦးလွင်မြို့နယ်ဘက်မှတောင်ခမ်းဘက်မှစစ်ကြောင်းတစ်ကြောင်းစုစုပေါင်းစစ်ကြောင်းနှစ်ခုဖြင့်ထိုးစစ်ဆင်လျက်ရှိရာ တဖက်သက်အပြစ်ခတ်ရဆဲထားသည့် TNLA နှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကခုခံတိုက်ခိုက်နေကြောင်းဖြစ်ကြောင်းသိရသည့်စေကျွေးပြီးနောက်ကနေအမိတ်ပေးတက်ခိုင်းတော့အစုလိုက်အပြုံလိုက်တဲ့အစုလိုက်အပုံလိုက်တည်တဲ့အဲ့ဒီတည်တဲ့အလောင်းတွေကိုကြော်ခွပြီးနောက်ထပ်ထပ်တိုးတာမျိုးကအမြဲကြုံရပါတယ် လူသားတိုင်းဆိုလဲဟုတ်တယ်အသေးခံတသားဆိုလဲဟုတ်တယ်မြင်ရတဲ့မြင်ကွင်းကကိုလူတွေပါတွေးပြချင်စရာမျိုးပဲတကယ်လူစိတ်ပြောက်အောင်လှုပ်ထားတာပါကျွန်တော်တို့တက်ဖွဲ့တွေရှိတာတိတိကြီးနဲ့တက်လာတာပြီးတော့ပျောက်တော့ထိုးနေတာအနီးကတက်လာထိုးတော့အနီးကဆော်ကြရတာကိုဘက်ကလည်းထိတာတွေရှိပါတယ်ဟုဓနုပြည်သူလွမြောက်ရေးတက်တော့ DBLA တပ်ဖွဲ့မှတရင်ပြန်ကြားရေးတာဝန်ရှိသူကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောကြားသည့်ထို့အပြင်စစ်ကောင်စီတပ်အတွင်းမှထွက်ပြေးနေသည့်စစ်သားများလည်းရှိအချို့မှာအကူအညီတောင်းခံလာသဖြင့်ယခုရက်ပိုင်းအတွင်း၈ဦးထက်မနည်းကိုကဲထုတ်ပေးထားမှုရှိကြောင်းထို့သောကဲထုတ်ပေးထားသူများကိုတပ်ဆိုင်ရာနယ်မြေဒေသရှိတော်လှန်ရေးအဖွဲ့များနှင့်ချိတ်ဆက်စစ်အတီးပြုကလွတ်မြောက်နယ်မြေသို့ပို့ဆောင်ပေးခဲ့ရကြောင်းသိရသည် စစ်မှုထမ်းဥပဒေနဲ့အစွဲခံရပြီးတော့ရှေ့လမ်းရောက်လာတဲ့သူတွေအကူအညီတောင်းလို့ကဲထုတ်ပေးထားရတာဒီရက်ပိုင်းမှာရှေ့ရောက်ထမ်းမနေရှိပါတဲ့အင်ဒေါ်ကြောက်ကူဖက်ရောနောင်ချိုတဝိုက်မာရောအမဲလိုလိုဖမ်းမိတာထွက်ပြေးခြင်းလိုခေါ်ထုတ်ပေးရတာတွေရှိတယ်တက်သေးကနေပြေးခြင်းတဲ့သူတွေကအများကြီးပဲ ထိုးစစ်လုပ်ဖို့တက်မအစုံចောင်းဆောင်ကဆွဲထုတ်ပြီးထိုးစစ်လုပ်နေတာပါအင်အားကများဟန်ပြထားတာဝါရဖြန့်လာကအစရှိမဲစုမဲ့အင်အားနဲ့တိတ်ခါဆဲခြင်းလို့မနိုင်မတိတိနဲ့ထိုးစစ်ဆင်နေတာပါဟုဒနုပြည်သူလူမျိုးရေးတက်တော် DPLA တပ်ဖွဲ့မှသတင်းပြန်ကြားရေးတာဝန်ရှိသူကရှင်းလင်းပြောဆိုသည် စစ်မှုထမ်းပေါ်ဆွဲခံရမိသူများအနေဖြင့်လွတ်မြောက်ရနေရာသို့တိမ်းရှောင်နေထိုင်ကြရန်ပေါ်တာဆွဲခံရပြီးစစ်တပ်အတွင်ရောက်ရှိနေသူများအနေဖြင့်လည်းမင်းအောင်လိုင်းနှင့်အပေါင်းပါလူတစုအတွက်အသက်အေးမခံပဲရရနီးလန့်ရှာကာရုံးထွက်ကြရန်တိုက်တွန်းထားသည်